မကွေးတိုင်းရေစကြိုမြို့နယ်ထဲကိုစစ်ကြောင်းထိုးတဲ့အထဲမှာပါဝင်တဲ့စစ်ကောင်စီတပ်သားတွေ၃ဦးဟာလက်နက်ခဲရုံနဲ့အတူအလင်းဝင်ရောက်လာပြီးသူတို့စစ်ကြောင်းကကျေးရွာလုံးချုပ်ကိုမိရှုခဲ့တဲ့ဆိုပြီးဝန်ခံပြောဆိုထားတယ်လို့ Southern YSO PDF ကပြောပါတယ်။အလင်းဝင်ရောက်လာသူတွေဟာရေစကြိုအခြေဆိုင်ခလာရ256 259နဲ့258ကတပ်သားတွေဖြစ်ပြီးရွာလုံးချုပ်မိရှုတဲ့ဖြစ်စဉ်မှာစစ်တပ်က PDF တွေရှုတာလို့သတင်းဖြန့်နေပေမဲ့တကယ်မိရှုတာက သူတို့စစ်ကောင်စီစစ်ကြောင်းဖြစ်တဲ့ဆိုပြီးဝန်ခံထားတယ်လို့ Southern YSO PDF ရဲ့တာဝန်ခံကိုအောင်မောင်က GBB ကိုပြောပါတယ်အဲ့ဒီလိုမိရှုခိုင်းတဲ့သူကစစ်ကြောင်းမှာပါတဲ့အဘလေးဆိုတဲ့အရာရှိဖြစ်ပြီးပထမတစ်ကြိမ်မိရှုခဲ့တဲ့အချိန်ဖုန်ကြီးကြောင်းမှာဖန်စီထားတဲ့ရွာသား30လောက်ကိုမိသွားငိမ့်ခန်းကအဲ့ဒီလိုမိငိမ့်နေတဲ့ပုံကိုဓာတ်ပုံရိုက်ပြီး PDF ကရှို့သွားတဲ့မိကိုတက်မတော်သားတွေနဲ့ပြည်သူတွေ ဝိုင်းဝန်းငိမ့်သက်နေရပါတယ်ဆိုပြီးအထက်ကိုလိမ့်လည်တင်ပြပြီးသတင်းလွှင့်ခိုင်းတာလို့ဆိုပါတယ်အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာပြီးခဲ့တဲ့ဧပြီလ21ရက်နေ့မှာဗလာဘကျေးရွာကိုဝင်ရောက်စီးနင်းပြီးလူနစ်အိမ်တွေကိုမိရှုဖျက်ဆီးခဲ့တဲ့အတွက်ရွာလုံးကျွတ်နေပါမိလောင်ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်ရှင်